အချင်းဆိုတာအရာဖြစ်တဲ့ရခက်တဲ့ဥပမာတစ်ခုလို့ပါပဲငါတကယ်အချစ်စင်နဲ့မတွေးခေတော့က အချစ်ဆိုတဲ့အတိတ်ပဲကိုငါတကယ်နားမလဲခဲ့ဘူးအခုငါလေအချစ်စရဲ့အတိတ်ပဲကိုတကယ်နားလဲပြီးသိနေပါပြီဒါပေမဲ့ငါအရာနောက်ကျသွားပြီထင်ပါတယ်ဒီအကြောင်းကို ပြတွေးလိုက်တိုင်းဟိုးအတိတ်ဘဝလေးကိုပြမေးရောင်းပြီးတတိယမိကျဲဘာကြောက်လဲဆိုတော့အဲ့ဒီအခြေတော့က ရစ်စာနဲ့အချစ်ကိုမခွဲခြားပဲအတူတူထင်နေခဲ့လို့ပေါ့တကယ်တော့ရစ်စာနဲ့အချစ်ဟာ အရာချမ်းသာလို့လှပါတယ်အရင်တုန်းကကိုခါစားပြီးတတိယယုံလေးနဲ့အချစ်စင်းလို့ထိခဲ့မိတယ်တကယ်တော့ဒါတွေဟာဘယ်လောက်ပဲကြိတ်ခွဲဝါနဲ့ခဲ့ရပါစေတခဏတာပျော်ဆွေးမှုပျောက်ကွယ်သွားလို့ပဲဖြစ်ပါတယ်အချစ်စင်းဆိုတာဘယ်လောက်ပဲနှိမ့်တွေကြကြအချိတ်တာကိုသွားတာပါ သူနဲ့ဝဲခွာခဲ့တဲ့နေ့ရက်တွေကမနေ့တနေ့ကလို့ပါပဲသူ့ကိုပြလို့ချစ်သေးလားဆိုရင်ငါ့အနာမှာနေလို့မပြောပဲငါ့ကို မချစ်တော့လို့ထွက်သွားတဲ့သူ့ကိုပြန်မလို့ချစ်တော့ပါဘူးဒါပေမဲ့အချိန်နိုင်စက္ကတိုင်သူ့ကိုဘယ်တော့ကမှမမိတ်နိုင်တယ်လို့တတိယပြီလွှားလဲလွှားနေပြီးတော့သူ့ကိုလည်းငါအရာချစ်တယ်